တရုတ်ဆောင်ဒူကွယ်လွန်သွားရတဲ့နောက်ကွယ်ကကြောင်းရင်းကိုဖွင့်ချခဲ့လို့လူပြောများနေတဲ့ဒူရဲ့ချစ်သူကောင်းပါလေပြည်သူများလုံးမင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ် တယောက်ဆောင်သူကလွန်သွားတဲ့အဓိကအကြောင်းရင်းကိုဖော်ထုတ်ပြောလာတာကတော့သူရဲ့စစ်သူကောင်မလေးပါအားလုံးသိကြတဲ့တိုင်ငယ်စဉ်အခါတယောက်ဆောင်သူကကလေးတယောက်ဆောင်လုပ်ခဲ့တဲ့လို့ကြီးလာတဲ့အချိန်မှာ MTV4 ရုပ်သံဇလန်တွဲတွေမှာတယောက်ဆောင်လုပ်နေခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကတော့တယောက်ဆောင်သူကိုငယ်စဉ်ကတည်းကတယောက်ဆောင်ကောင်းတာကတကြောင်ကြီးလာချိန်မှာလည်းတယောက်ဆောင်ကောင်းတာကြောင့်လည်းအားပေးကြပါတယ် ဒါအပြင်တရောဆောင်သူကမိခင်အိုကြီးကိုလုံကျွေးနေတဲ့အဖြစ်ဒါကြောင့်လေပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်ဒီလိုမျိုးလူချင်းလူခင်ပေါ်များတဲ့တရောဆောင်သူကွယ်လွန်သွားတာကြောင့်လေပရိသတ်တွေကတနာကိယုံနာတက်ပြီးတော့ဝန်းနေကြရပါတယ်ဒါအပြင်နောက်ထပ်အချက်တစ်ခုကတော့တရောဆောင်သူကွယ်လွန်သွားတာကသူယောသားယောမဟုတ်ပဲတန်တရားဖြစ်စရာအချက်တွေများစွာရှိနေကြောင်းဖြစ်ပါတယ် ဒါကြောင့်လည်းတရုတ်ဆောင်ထူကွက်လွန်သွားတာရတတပတ်ပေါင်းများစွာကြာတာတောင်ပြည်သက်တွေကထူးနေပတ်သက်ပြီးစုံစမ်းနေကြဆဲဖြစ်ပါတယ်အထူးသဖြင့်တရုတ်ဆောင်ထူကကားကတစ်ပင်သေးသေးလေးကိုဝင်တိုက်ပြီးတော့စစ်စစ်ညက်ညက်ကြေးသွားတဲ့ပုံမှာလူတွေကတန်နေရဖြစ်ကြပါတယ်ဒါအပြင်တရုတ်ဆောင်ထူမောင်းနေတဲ့ကားကဝစ်တောက်ကားဖြစ်နေခဲ့ပါတယ်ဒါတိမကသေးပါဘူးထူးကွက်လွန်သွားတဲ့အချိန်ကားပေါ်မှာထူးရဲ့ချစ်သူနဲ့တခြားယောက်ျားလေးတစ်ယောက်ပါပါဝင်มาသေးတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကဘာတစ်ခုမှမဖြစ်ပဲတရုတ်ဆောင်ထူးကပဲကွက်လွန်သွားခဲ့တာဖြစ်ပါတယ် ဒါကြောင့်လည်းပြည်သက်တွေကတရုတ်ဆောင်သူကွယ်လွန်သွားတဲ့ညမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာသိရဖို့အတွက်တရုတ်ဆောင်သူရဲ့ချစ်သူကောင်မလေးကိုဖြစ်ပျက်ခဲ့တဲ့မြောက်ပွင့်လင်းစွာပြောပြစီခြင်းကြပါရယ်အခုခါမှာတော့တရုတ်ဆောင်သူဘာကြောင့်ကွယ်လွန်သွားရတယ်လဲဆိုတာကိုသူရဲ့ချစ်သူကောင်မလေးကပွင့်လင်းစွာပြောလာပါရယ် သူရဲ့ချစ်သူကောင်မလေးရဲ့အဆိုအရတော့တယောက်ဆောင်သူကသူမနဲ့တခြားတငယ်ချင်းတယောက်ကညဘက်စားတောက်ဆိုင်တစ်ခုမှာစားတောက်ပြီးရင်နောက်ညဘက်တနားရီလောက်မှာအိမ်ပြန်ကားမောင်းလာကြတယ်လို့သိရပါတယ်။ဒီလိုကားမောင်းလာချိန်မှာပဲတယောက်ဆောင်သူကတော်တော်လေးကိုမူးယွန်းနေပြီးတော့ကားကိုမြန်မြန်မောင်းနေခဲ့တယ်လို့ဆိုပါတယ်။သူမနဲ့တူပါလာတဲ့သူကသူ့ကိုကားအရှိန်လျှော့ပြီးမောင်းဖို့အတွက်ခိုင်းနေခဲ့ပေမဲ့သူကတော့စကားနားမထောင်ဘဲနဲ့မူးပြီးတော့အသိလွတ်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲသူမောင်းလာတဲ့ Toyota Matuga ကတစ်ပင်ကိုဝင်တိုက်မိခဲ့ရဖြစ်ပါတယ်။ ဝင်တိုင်းမီးရဲ့တပင်ကတကယ့်ကိုတိတိလေးဆိုပေမဲ့လည်းတိုက်တဲ့အချိန်ကပြင်းလွန်တာကြောင့်ကားကဘေးတချမ်းကြီးကသူ့ရဲ့ခေါင်းတန်ရာရရှိသွားခဲ့ရဖြစ်ပါတယ်။သူ့ရဲ့စစ်သူကောင်မလေးကသူ့မကိုယ်တိုင်ပဲတတိယလာခဲ့ပြီးတော့စေယုံကိုဖုန်းဆက်ပြီးတော့သက်ဆိုင်ရာလူကြီးတွေကိုခေါ်ခဲ့ရပါစေယုံကိုလည်းအချိန်မီပို့ဆောင်ပေးခဲ့ပြီးနောက်ပိုင်းမှာတော့ဘလို့ကူတမှုခက်ခဲတဲ့အကြောင်းတွေကြောင့်ကွယ်လွန်သွားခဲ့တယ်ဆိုတာကိုဘယ်သူမှမသိဘူးလို့ဆိုပါတယ်။ သူမသိတာကဒီလိုမတော်တဆမှုဖြစ်ပြပြီးချင်းမှာမိသားစုတွေကိုဆက်သွယ်ပေးခဲ့တယ်လို့စေယုံကလည်းပို့ပေးခဲ့ကြောင်းဒါဒိမတ်ကအရင်းနှီးညကလေးကကိုယ့်ရဲ့ဒဏ်ရာတွေကိုတောင်ကယူမဆိုင်နိုင်မယ်။တရုတ်ဆိုင်ဆောင်ရှောက်ပေးနေကြရလို့ဆိုပါတယ်။ပြည်သက်တွေကတော့ထူးကွက်လွန်သွားတဲ့ပုံမှာထူးရဲချစ်သူကောင်မလေးကရင်ငုံနှုတ်ပိတ်နေတဲ့အတွက်တန်ရာဖြစ်ကြတယ်လို့အခုလိုမျိုးထူးကိုအယက်မူးလို့ဖြစ်တာဆိုပြီးထိုးချလို့ဝေဖန်နေကြပါတယ်။ ဒါပေမဲ့သူရဲ့ချစ်သူကောင်မလေးကတော့တတ်နိုင်သမျှအကောင်းဆုံးပြုစုဆောင်ရှောက်ပြီးလှုပ်တဲ့နာတွေလှုပ်ပေးနိုင်ခဲ့တဲ့အတွက်ကိုပါတာကိုလေးပြလုံးနဲ့လွတ်ဆိုပါရယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတောက်စားမှုယူခဲ့လို့ကွယ်လွန်သွားတယ်ဆိုတဲ့တရုပ်ဆောင်သူအပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ရှင်